ထရူမန်ကပေါ့ရဲ့ဇက်ကောင်မင်းသမီးဟောလီဂူဒ်လိုက်လီဆိုတဲ့လော်ဂီဆန်လာတဲ့အခြေအနေမဲ့ကလေးကသူ့ပစ္စည်းတွေကိုခရီးဆောင်တက်တာတွေနဲ့ထည့်ပြီးလိမ့်စာတက်ရမယ့်နေရာမှာခရီးသွားနေသည်ဆိုတဲ့စာတစ်ကြောင်းနဲ့ထင်းနေအောင်ရေးထားခဲ့ပါတယ်။ဒီလိုမျိုးညီထိုင်ရာဌာနအပေါ်တစ်ဆန်းနဲ့အမြင်မျိုးကိုစသိခဲ့ရတော့ကကျမကစေကျော်တက်အရွယ်ကနေကူပြောင်းကားစဖြစ်ပါတယ်။အံ့ဩသဘောကျပွဲရာစွန်စားခန့်အဖြစ်မြင်ခဲ့ပါတယ်။ ရုပ်ခန္ဓာအရရွေလျားသွားလာခြင်းနဲ့ပဲဆက်ဆက်ပုံဖော်မိခဲ့ပါတယ်။ကျမမိုက်ကယ်နဲ့လက်ထက်အပြီးသူ့ရဲ့ဟင်မွန်ဒါဒေတာလေးလာရေးကိုစူးစူးနစ်နစ်စိတ်ဝင်စားမှုကြောင့်ကမ္ဘာရဲ့ခေါင်းဘေးဆိုတဲ့ဒေတာရစီ မကြာခဏရောက်လေရှိက အမြင်လိုလိုပဲလှည့်လည်သွားလာနေခဲ့ရလို့ဒီအမြင်ကပိုပြီးအားကောင်းလာခဲ့ပါတယ်။ကျမတို့ခီးရှည်တွေကပြန်လာတဲ့အခါကျမတို့ရဲ့မိတ်ဆွေတော်တော်များများဟာအရင်လိပ်စာတွေမှာပဲရှိနေတာကိုတအံ့တော်ဖြစ်ရတတ်ပါသေးတယ် လှုပ်ရှားသွားလာနေရတာကတော့ကျမတို့အတွက်တာမန်ပေါ်ဝဖြစ်စင်လို့ပါပဲကျမသားနှစ်ယောက်မွေးပြီးနောက်ပိုင်းမှာတောင်ခရီးသွားလာခြင်းဟာကျမရဲ့ဘဝရည်ရည်မှုမှာတွဲရက်ပါနေတာဖြစ်ပါတယ်ကျမမြန်မာနိုင်ငံဒီမိုကရေစီအရေးတော်ပုံမှာပါဝင်ခဲ့ခြင်းမတိုင်မီ၃နှစ်လောက်အတွင်းကျမတို့ရဲ့နေရာဌာနဟာအင်္ဂလန်၊ဂျပန်၊အိန္ဒိယတို့အကြားရွှေ့ပြောင်းခဲ့ပါတယ် ခရီးရှည်ကြီးလို့တင်စားပြောဆိုကြတဲ့ဘဝတွေဆိုတာအတန်းအဖြစ်တော့ပြည့်ရအထူတွေနဲ့ပြည့်နေတတ်တာမျိုးပါပဲ။တာမန်နေများကိုပုံမှန်အတိုင်းပဲကုံဆုံးသွားတာမျိုးကို ခရီးသွားခြင်းလို့ခေါ်လိုက်တယ်လို့ယူဆလည်းမရှိပါဘူး။ချက်တလင်းလင်းဖြစ်နေတဲ့ကိစ္စတွေဟာထူးခြားတဲ့လက္ခဏာတွေပျောက်ပြီးလှုပ်ရှားမှုနေကွေလွန်းလို့လုံးဝရပ်ဆိုင်နေပြီလို့ထင်ရတဲ့ရေခဲမြစ်တစ်ဖွဲဖြစ်သွားပါတယ်။ ငြိမ်သက်ခြင်းဒီသာကျမတို့ရဲ့အာယုံတွေကိုပဝန်းကျင်ကမ္ဘာလောကရဲ့အနေအမြင်အသက်ကြာတွေအပေါ်ထိရှာခံစားနိုင်အောင် ထက်မြက်လာစေပါတယ်။ကျမနေအိမ်အကျဉ်းချခံနေရတဲ့နှစ်များအတွဲမှာပဲခရီးကိုဘဝလိုချင်တဲ့အစားဘဝကိုခရီးတစ်ခုလိုစတည်လာခဲ့ပါတယ်။မချားနာတဲ့နေတူကလုပ်ငန်းတွေဟာလျင်မြန်စွာကုံဆုံးနေတဲ့တနေချင်းတနေချင်းကိုဖွဲ့စည်းထားတဲ့ မိနစ်တမိနစ်ချင်းခြားနာပုံနဲ့အချိန်ရဲ့အမြန်နှုန်းအပေါ်သိရှိခံစားနိုင်တဲ့အာရုံကိုမြင့်မားလာစေပါတယ်။အနေစာတရားဆိုရာဟာတဒနာတရားတာမဟုတ်တော့ဘဲနေ့စဉ်ဖြတ်တန်းနေရတဲ့ဘဝဖြစ်ပျက်နေတဲ့တည်ငါတွေကနေတည်င်းပတ်တွေလာတွေနှစ်တွေဖြစ်လာခဲ့ပါတယ်။ပုံမှန်တရားထိုင်တာကတတိရှိခြင်းကိုပိုချက်မြက်စေတယ်ဆိုရာတန်တရားဖြစ်စရာမဟုတ်ပါဘူး။ သိမ့်မတ်စိတ်တစ်ခုကနေနောက်တစ်ခုကိုတတိကပ်ပြီးဖြန့်နေတဲ့အခါကျမတို့ရဲ့အမြဲတမ်းလိပ်စာဟာလဲခရီးသွားနေသည်ဆိုတာပါပဲလားလို့ခံစားမိလာတယ်။စွန့်ပစ်ဖို့လိုရာတွေကိုစွန့်ပစ်နိုင်ဖို့ကျမရဲ့ခရီးဆောင်အထုပ်ဘိုးတွေကိုအချိန်တိုင်းအမြဲပြန်သုံးသပ်လာတတ်ပါတယ်။ကျမအမြဲတမ်းပဲခရီးသွားနေရမယ်ဆိုတာကို သိလာကြတဲ့ကကျမပေါ့ပေါ့ပါပါပဲသွားကျင်လာတော့တယ်။ စိတ်ကူးရင်ပုံမြင်တဲ့ကစက်ကောင်တရားလို အချိန်နဲ့တန်တရာတဲ့လဲပြီးလဲရအောင်မယ်ဆိုရက်ရှင်လျားတဲ့ခရီးတစ်ခုကို ရောက်နေတဲ့ဆိုတာသိရတဲ့အခါဂိတ်တကန်းအမြင်တွေတန်ဆူးကျူတွေမဆုံးနိုင်တဲ့ခရီးတာများစွာကာစီးနေတာတွေကိုကြော်လွှားပြီးကျမရဲ့ခရီးဘော်တွေကိုအမိလန်းနိုင်လိမ့်မယ်ဆိုရက်ခံစားချက်တွေဖြစ်လာပါတယ်ဘဲကဥတီမန်ဘတော့ရောက်မယ်မှန်းမသိပေမဲ့ ခုခုကိုခရီးသွားဆိုတာကိုသိနေရတဲ့သူအချင်းချင်းဟာဘာသာစကားတွေယဉ်ကျေးမှုနယ်ပယ်တွေဒါမကအချိန်နဲ့နေရာတွေကိုပါကြော်လွားပြီးအမှန်တကယ်ပဲဆက်သွယ်နိုင်နေမဟုတ်ပါလားမြေပုံဆွဲထားခြင်းမရှိသေးတဲ့ဒေသတွေမှာခရီးသွားနေရတဲ့သူတွေဟာမသိတဲ့နေရာတွေကိုယုံကြည်ချက်နဲ့ရဲစွမ်းမှုကိုသာအကာအကွယ်ယူပြီးစွန့်စားဖြတ်တန်းရတဲ့အန္တရာယ်အတွေ့အကြုံချင်းတူညီမှုတွေကြောင့်အချင်းချင်းမျှဝေခံစားမှုတွေတိုးပွားလာပါတယ် ကျမရဲ့လှုပ်ဖို့ခိုင်းဘက်တွေနဲ့ကျမဟာလွန်ခဲ့တဲ့အနှစ်20ကျော်လုံးလုံးခရီးစမ်းကြီးကိုရှောက်လာခဲ့ကြတာဆိုတော့အခုဂျပန်ပြည်သူတွေရဲ့တောင်တက်ခရီးလမ်းလို့ပြောရမယ်။ကမ္ဘာအကြီးမားဆုံးပြည်လဲနေရာချထားခြင်းနဲ့ပြည်လဲတိဆောက်ခြင်းအစီအစဉ်တစ်ခုအပေါ်ထွက်ခွာခဲ့တာတွေ့ရတဲ့အခါလေးလေးနက်နက်ထောက်ထားစာနာရုံသာမကအားလုံးအောင်မြင်ကြပါစေလို့လိုက်လိုက်လဲလဲဆုတောင်းလိုက်မိပါတယ်။ ကျမတို့ရဲ့ဒုက္ခတွေအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်စေဖို့ကျမတို့ဆုတောင်းကြသလိုဂျပန်ပြည်သူတွေလည်းမိမိတို့ရဲ့ဒုက္ခတွေအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်ကြပါစေကြောင်းဆုတောင်းပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဖိနှိပ်မှုလှိုင်းတဘိုးတွေအများကြီးစီးခဲ့ရတာပါ။အဆိုးဆုံးအချိန်တွေတုန်းကကျမတို့ဟာနေ့တနေ့ကိုစရင်မင်းညကဘသူတွေကိုဆွဲသွားသေးလဲဆိုတဲ့မေးခွန်းမျိုးနဲ့စရပါတယ်။တနင်္လာနေ့တွေက အထူးကိုစိုးပါတယ်။ လုံခြုံရေးတပ်တွေကသူတို့ရဲ့မနစ်လိုပဲစိုးရွံစေရလုပ်ငန်းတွေကိုတရင်ဘက်ကအားရက်တွေမှရွေးလှုပ်တလို့ပါပဲဒီလိုရက်တွေဆိုကျမတို့ပါတီဝင်တွေအချင်းချင်းဆက်သွယ်ဖို့ကခက်ခဲပါတယ်ကျမတို့ရုံးကဖုန်းနဲ့ကျမအိမ်ကဖုန်းကတောင်းမရတာနှစ်နှစ်ချီနေတဲ့အပြင်အသက်ကြွာဆုံးပါတီဝင်အချို့အိမ်ကဖုန်းတွေကိုလည်းဖြတ်ဖြတ်ထားရပါတယ်အဲ့ဒီအချိန်တွေတုန်းကကောင်းချီများစွာပေးရမယ့်ပစ္စည်းဖြစ်တဲ့လက်ကင်ဖုန်းကလည်းမပေါ်သေးတော့ ကျမတို့ရဲ့လူငယ်တွေကိုပဲဟိုပြေးဒီပြေးခိုင်းပြီးတရားမျှတမှုကျင့်ဝတ်ဆန်အားလုံးအရာ ကိုအိယာမကိုအေးအေးအိတ်နေရမယ်သူတွေတဲကဘယ်သူတွေများပါသွားသေးလဲဆိုတဲ့သတင်းတွေကိုစုံစမ်းခိုင်းရပါတယ်ဒီလိုမထောက်မညာတဲ့နှိတ်ကွချင်းတွေခံနေရတဲ့နေ့တွေကိုဖြတ်တန်းရမှာကျမတို့ရဲ့စင်ကြင်တုံတရားတွေတဲမကကျမတို့ရဲ့ဟာသညာတွေတောင် မပြိုလဲခဲ့ရအောင်ဘာနဲ့ကြားကန်ခဲ့ရပါသလဲအဲ့ဒါကကျမတို့ရဲ့အားကောင်းတဲ့သွေးစည်းညီညွတ်မှုပါပဲ။ ဒါကပဲကျမတို့ရဲ့ခါးတွေကိုမှတ်နေစေပြီးဘလို့ဖိနှိပ်မှုမျိုးကမဆိုရင်ဆိုင်ခရီးဆက်စေခဲ့ပါတယ်။ကျမတို့ရဲ့သွေးစည်းညံ့ညွတ်မှုကိုဂျပန်မှာဒုက္ခကြုံတွေ့ခဲ့တဲ့ပြည်သူတွေကိုကမ်းလှမ်းကြပါတယ်။ပြန်လည်ရှင်သန်ဖို့ပြန်လည်စတင်ဖို့လမ်းခရီးကိုရှောက်တဲ့အခါကျမတို့ဟာအတူရှိနေမှာပါ။ဒီလအတွက်ဆာမဘလို့အကြောင်းအရာမျိုးရေးရမလဲလို့ကျမကိုကျမမေးမိပါတယ်။ ဒီလိုအချိန်မှာဂျပန်နိုင်ငံအတွက်အကြီးအကဲဖြစ်တဲ့ကိစ္စရကြီးနဲ့မသက်ဆိုင်တဲ့အကြောင်းတွေအတွက်နေရာရှိပါမလားဆွနာမီဒါမှမဟုတ်သူ့ရဲ့နောက်ဆက်တွဲအဖြစ်ပျက်တွေနဲ့မဆိုင်တဲ့ဆောင်းပါးမျိုးကပဲပူပန်သောကရောက်နေတဲ့ပြည်သူတွေအတွက်သူတို့လိုလားတဲ့အပြောင်းလဲမျိုးကိုပူဖြစ်စေမလားပြီးခဲ့တဲ့လကသရစ္ဆန်လေးများအကြောင်းအပိုင်းနှစ်ကိုကျွန်မဆက်မရေးပဲထားခဲ့တယ်ဒီလိုအရေးကြီးနေတဲ့အခါမျိုးမှာတရိဇန်လေးတွေအကြောင်းရှောက်ရည်တာတင့်တော်တယ်လို့မထင်လို့ပါ။ နောက်လာမှရေးပါအောင်မယ်ပေါ့နောက်လာဆိုတာဒီလဖြစ်လာပါပြီကျမရေးဖို့တုံဆိုင်စေပါပဲတင့်တော်အောင်ပါမလားနောက်တော့ဒီလိုအချိန်မျိုးမှာဂျပန်ပြည်သူတွေဘလို့အကြောင်းအရာမျိုးဖတ်ကျင်ကြမလဲဆိုတာကျမသိရရင်ကောင်းမယ်လို့ကျမစဉ်းစားမိပါတယ်သူတို့အတွက်ကျမရဲ့စာတွေကဘလို့ကူညီနိုင်မလဲဆိုတာကျမရဲ့စာဖတ်ပရိသတ်တွေက ကျမကိုပြောပြနိုင်မလားရှင်အောင်စန်းစုကြည်2011ခုနှစ် မေလ23ရက်နေ့ထုတ်မိုင်းနီချီသတင်းစာတွင်ဂျပန်ဘာသာ အင်္ဂလိပ်ဘာသာတွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီစာမလေးကို2012ခုနှစ်မတ်လမှာဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဂျပန်အရှေ့ပိုင်းငလျင်ကြီးနဲ့ဆူနာမီကြောင့်အနောက်မြို့တပ်ပေါင်းပိုယိုစိမ့်မှုတွေဖြစ်ခဲ့ပြီးအဲ့ဒီရဲ့နောက်မှာလူအများအားပြန်လည်နေရာချထားတဲ့အချိန်မှာတောင်ဆန်းစုကြည်ကဗီဒီယိုနဲ့သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းစကားကို ဂျပန်နိုင်ငံမိုင်းညချီသတင်းစာမှာဂျပန်ဘာသာအင်္ဂလိပ်ဘာသာတွေနဲ့2011ခုနှစ်မေလ23ရက်နေ့မှာရိုက်နှိပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။အခုမြန်မာဘာသာပြန်ကိုတော့ပြည်သူခေတ်ကြားနဲ့အတွဲသုံးအမှတ်106မှာဖော်ပြခဲ့ပြုတာဖြစ်ပါတယ်ရှင်။နားဆင်ကြကြသူများရှင်လန်းအပန်းပြေကျမ်းမာကြပါစေရှင်။ကျမကတော့ ND ပါ။